မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်အောင်ဆန်းစုကြည်၏တားဖြစ်သူကင်အရစ်က2023ခုနှစ်တွင် ပြင်သစ်သတင်းစာ Le Monde နှင့်တွေ့ဆုံမေးမြန်းမှုတွင် သူအသက်ရှင်နေတာကအံ့ဩစရာပါပဲရိုးရိုးသားသားပြောရရင်သူတို့ဟာကျွန်တော်အမေကိုတည်စေဖို့ကြိုးစားနေတာပါဟူ၍ရှင်နာနာဖြင့်ပြောဆိုခဲ့သည်အဆိုပါစကားများသည်လွန်ခဲ့သောစက်တင်ဘာ၄ရက်နေ့တွင် ပို၍အရေးပါလာခဲ့သည် အသက်80ကျော်အရွယ်ရှိမိခင်တော်အောင်ဆန်းစုကြည်သည်မြမစစ်အုပ်စု၏ခြုံနောင်မှုအောက်တွင် အသက်အန္တရာယ်ကိုချိန်ချောက်လာနိုင်သည့်အထိကျမ်းမာရေးအခြေအနေဆိုးရွားလာနေကြောင်းသားဖြစ်သူ Kim Harris ကကဘာကိုတတိပေးလိုက်သောကြောင့်ဖြစ်သည်2021ခုနှစ် February လ1ရက်နေ့တွင် ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်းစစ်အုပ်စုဤဖမ်းဆီးချုပ်နှောင်ခြင်းကိုခံခဲ့ရသည့်တောင်အောင်စန်းစုကြည်သည်အကျဉ်းထောင်တွင်တဦးသည်တီးတန့်ချုပ်နှောင်ခြင်းခံခဲ့ရပြီးစစ်အုပ်စု၏ရည်ရွယ်ချက်မှာ၎င်း၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို လုံးမပောင်းပြုလို့ရန်ဖြစ်သည်ဟုယူဆရသည် Kim Harris E 2025ခုနှစ်စက်တင်ဘာလ၄ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အရေးပေါ်ပန်ကြားချက်တွင်နှစ်ပေါင်းများစွာကုသမှုမရရှိခဲ့သည့်ခေါင်းမူခြင်း၊သွားယောဂါများနှင့်အယိုးပွယောဂါစသည့်ဝေဒနာများ၏အကျိုးဆက်အဖြစ် သူ၏နှလုံးယောဂါအခြေအနေပုံမဆိုးရွားလာကြောင်းအလေးထားပြောဆိုခဲ့သည်၎င်း၏ဆွဆွဲချက်ဖြစ်သည့်စစ်အုပ်စုသည်ဒေါအောင်ဆန်းစုကြည်၏အသက်အန္တရာယ်ကိုတမင်တကာအန္တရာယ်ပြုနေခြင်းဖြစ်သည်ဆိုသည့်အချက်သည် အကျဉ်းထောင်နိုင်ငံနောက်ကွယ်တွင်တဖြည်းဖြည်းချင်းဖြစ်ပျက်နေသော ကြေကွဲဝယ်ရာအဖြစ်အဆိုးကိုဖော်ပြနေပါသည်။အာဏာသိမ်းပြီးနောက်ပိုင်းကယူးမဆိုင်မှုပုံစံများ၂021ခုနှစ်တွင်စစ်တပ်ကအာဏာသိမ်းယူပြီးနောက်အသက်85နှစ်အရွယ်ရှိပြီဖြစ်သည့်ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်တွင် နေအိမ်အကျဉ်းချထားခဲ့ပြီးအဂတိလိုက်စားမှုရွေးကောက်ပွဲလိမ့်လည်မှုလုံဆောင်မှုအပါအဝင် မဟုတ်မှန်သည့်စွဲချက်များစွာဖြင့်ရင်ဆိုင်ခဲ့ရပြီးနောက်ဆုံးတွင် ထောင်ဒဏ်28နှစ်ချမှတ်ခံခဲ့ရသည်။အာဏာသိမ်းပြီးလအနှဲငယ်အတွင်းပင်၎င်း၏ကျန်းမာရေးကျဆင်းလာကြောင်းအရေးအယောင်များပေါ်ပေါက်လာခဲ့သည်။၂021ခုနှစ်စက်တင်ဘာလတွင်မြန်မာနောင်သတင်းဌာန၏ဖော်ပြချက်အရဂျွန်အောင်ဆန်းစုကြည်သည်ခေါင်းမူးကျင်းနှင့်နှာခေါင်းအမြေးရောင်ရောဂါကြောင့်တရားရုံးသို့မတက်ရောက်နိုင်ခဲ့ပေရှိနေတဲ့အချိန်ခဏတာတွေ့ဆုံခြင်းတွင်ပင်ကောင်းစွာမထိုင်နိုင်ခဲ့ကြောင်းသိရှိရသည်။ ၎င်း၏အခြေအနေသည်စေအုပ်စု၏ပေါ်ဆသောတည်ယူပို့ဆောင်မှုကြောင့်ဖြစ်ကြောင်းဆွဆွဲခံခဲ့ရတော့လေတင့်လျော်သောစေကူတာမှုကို ပေးခဲ့ခြင်းမရှိပေ။ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တဦးဖြစ်သည့်ဒေါအောင်ဆန်းစုကြည်သည်စေအုပ်စု၏ထိန်းချုပ်မှုအောက်တွင်ကျန်းမာရေးအခြေအနေယိုယွင်းလာနိုင်ကြောင်း ပထမဆုံးအကြိမ်လူသိရှင်ကြားတတိပေးမှုဖြစ်ခဲ့သည်။ 2022ခုနှစ်တွင်တောင်ဆန်းစုကြည်အခြေအနေမှာပုံမှုဆိုးရွားလာပြီးနေပြည်တော်အကျဉ်းထောင်တို့ပြောင်းရွှေ့ခံခဲ့ရသည်အဆိုပါအကျဉ်းထောင်ကိုတည်င်းရင်းမြင့်များကပူအိုက်ပြီးကြွက်များပေါများသည့်ယောဂါဘယထူပြောသောနေရာဟုဖော်ပြခဲ့သည်မိသားစုဝင်များနှင့်အဆက်အသွယ်ဖြတ်တောက်ခံထားရသည့်အပြင်ကင်မအရစ်သည်၎င်းပေးပို့ခဲ့သောပစ္စည်းများပြန်လည်ရောက်ရှိလာကြောင်းပြောဆိုခဲ့ပြီးလူသိရှင်ကြားလှုပ်ရှားမှုများစတင်ပြုလုပ်ခဲ့သည် မိသားစုဝင်များသို့မဟုတ်ရှင့်နေများနဲ့တွေ့ဆုံခွင့်မပြုခြင်းသည်တမင်တကာလစ်လျူရှုထားခြင်းဖြစ်သည်ဟုတန်တရားဖြစ်စေခဲ့သည်သူတို့ဟာကျွန်တော်အမေကိုလုံးဝအဆက်အသွယ်ဖြတ်တောက်ဖို့ကြိုးစားနေတာပါဟု၎င်းက2024ခုနှစ်တွင် The Awardee သတင်းဌာနကိုပြောကြားခဲ့ရာဆဲအုပ်စု၏လောက်ရံများသည်ကျောင်းဆန်းစုကြည်ကိုတေဆုံးရန်ရည်ရွယ်နေသည် ဆိုသော2023ခုနှစ်က Le Monde ကိုပြောဆိုခဲ့သည့်၎င်း၏အဆိုကို ထက်လောင်းအတီးပြူနေပါသည်ပုံမှုဆိုးရွားလာသောကျန်းမာရေးအခြေအနေ2023ခုနှစ်စက်တင်ဘာလတွင်ဒေါအောင်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေသည်ပုံမှုဆိုးရွားလာခဲ့သည် DVB English နှင့် BBC Burmese ၏ဖော်ပြချက်အရ၎င်းသည်သွားကြိုက်ခြင်းနှင့်သဖုံးနာခြင်းတို့ကို ပြင်းထန်စွာ ခံစားနေရသောကြောင့်ကောင်းစွာအစာမစားနိုင်ပေအော့အန်ခြင်းခေါင်းမူးခြင်းနှင့်သွေးပေါင်ကျခြင်းများဖြစ်ပေါ်ခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်းစစ်အုပ်စုသည်တွားနေကြတွင်အထူးကုဆရာဝန်နှင့်ပြတာခွင့်မပြုဘဲအစာပြောများနှင့်စေဝါများကိုသာပေးပို့ခြင်းဖြင့်တောင်ဆန်းစုကြည်၏အသက်ကို NLA ပြုနေကြောင်းထုတ်ပြန်ခဲ့သည်ကင်မရစ်ကလည်း2023ခုနှစ်အောက်တိုဘာလ28ရက်နေ့တွင်လီမွန်ဒ်သတင်းစာတွင် သူ အသက်ရှင်နေတာကိုကအံ့ဩစရာပါ ရွရွတန်တန်ပြောရရင်သူတို့ဟာကျွန်တော်အမေကိုတေးစေဖို့ကြိုးစားနေတာပါဟုပြောကြခဲ့ပြီးလွတ်လပ်သောစိတ်ဆင်မှုများနဲ့အဆက်အသွယ်ပြုလုပ်ခြင်းတွေကို ခွင့်မပြုခြင်းသည်စစ်အုပ်စု၏လုပ်ရများဖြစ်ကြောင်းပြောဆိုခဲ့သည် Kim Harris ၏ပြတ်သားသောဆွဆွဲချက်မှာဒေါန်ဆန်းစုကြည်အားပန်စီထိန်သိမ်းထားခြင်းသည်တာမန်အကျဉ်းချခြင်းမဟုတ်ဘဲတမင်တကာတည်ဆောင်းအောင်လှုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုခြင်းပဲ။ 2024ခုနှစ်အောက်တိုဘာလတွင် The Avery သတင်းဌာနကဒေါန်ဆန်းစုကြည်ကျန်းမာရေးဆိုင်ရာဝေဒနာများဖြစ်သည့်အယိုးကျိုးလွယ်သည့်အယိုးပွားယောဂသွားနှင်ကတွင်ပြဿနာများနှင့်နှလုံးယောဂစတင်နေခြင်းတို့အကြောင်း Kim Harris ၏ပူပန်မှုများကိုဖော်ပြခဲ့သည်ကျွန်တော်သူ့အသက်ကိုစိုးရိမ်မိပါတယ်ဟု၎င်းက2024ခုနှစ်အောက်တိုဘာလ9ရက်နေ့တွင် BBC World Service ကိုပြောကြားခဲ့ပြီး၎င်း၏မိခင်သည် စတင်းပေါက်မပါသည့်အကျဉ်းကန်းတစ်ခုတွင်ကြောက်မက်ပွဲကောင်းသော အခြေအနေများအောက်၌ထိမ့်သိမ့်ခံထားရပြီး2024ခုနှစ်ဇန်နဝါရီလက ပေးပို့ခဲ့သည့်စာတစောင်မှလွဲ၍အဆက်အသွယ်လုံးဝမရှိခဲ့ကြောင်းမှတ်ချက်ပြုခဲ့သည်စစ်အုပ်စု၏ပုံမှန်စစ်ဆေးမှုများပြုလုပ်နေသည်ဟုသောအဆိုမှာလွတ်လပ်သော အတည်ပြုချက်မရှိခြင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ချင်းဤကော်မတီကိုဝင်ရောက်ခွင့်ပိတ်ပင်ထားခြင်းတို့ကြောင့်အတိတ်ပဲကင်းမဲ့နေခဲ့သည် 2025ခုနှစ်တွင်အသက်အန္တရာယ်ကိုချိန်ချောက်လာနေသည့်နှလုံးရောဂါ2025ခုနှစ်စက်တင်ဘာလ၄ရက်နေ့တွင် Kim Harris သည် DVB English ကတဆင်အရေးပေါ်ပန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်ကျွန်တော်အမေရဲ့ကျန်းမာရေးဟာ ပိုပြီးဆိုးရွားလာတယ်လို့ကြားသိရတာစိတ်အနှောက်အယှက်ဖြစ်ရပါတယ်သူဟာနှလုံးရောဂါခံစားနေရပြီးထိမ့်သိမ့်ခံထားရတဲ့အခြေအနေတွေကြောင့်ပုံမဆိုးရွားလာတာသိကြပါဗျ။ သူဟာအကျဉ်းထောင်ပြင်ပကနှလုံးအထုကိုဆရာဝန်နဲ့ပြသဖို့လိုအပ်ပြီး ပြသခွင့်လည်းတောင်းထားပါတယ်။အဲ့ဒီလိုခွင့်ပြုခဲ့သလားဆိုတော့ကျွန်တော်သိခွင့်မရှိပါဘူး။ဒါဟာရက်စပီးသူ့ရဲ့အသက်အန္တရာယ်ကိုချိန်ချောင်းနေတာဖြစ်ပါတယ်ဟုဂမ်ကပြောကြားခဲ့သည်။ဂျွန်ဆန်စုကြည်ဟာအသက်80ရှိပါပြီ။ဆောင်းဆောင်မှုလိုအပ်ပြီးအရေးအကြီးဆုံးကတော့လွတ်မြောက်ဖို့လိုပါတယ်။ သူဟာနိုင်ငံအတွက်ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်အတွက်ယက်တီခဲ့လို့နိုင်ငံရေးအကျဉ်းသားအဖြစ်ဆက်လက်ရှိနေဖို့မတင်တော်ပါဘူး။သူအတွက်လွတ်မြောက်ရေးလမ်းကြောင်းရှာဖွေဖို့ကမ္ဘာကို အကူအညီတောင်းခံပါတယ်ဟုထက်လောင်းပြောဆိုခဲ့သည်။အီပန်ကြားချက်ကို၎င်း၏ Facebook ဗီဒီယိုတွင်လည်းပြောဆိုခဲ့ပြီးစစ်အုပ်စု၏ပြုမှုဆက်ဆံမှုကို ရက်ဆက်မှုအသက်အန္တရာယ်ကိုချိန်းချောက်မှုနဲ့လက်မခံနိုင်စရာဟုဖော်ပြခဲ့က၎င်းတို့၏လောက်ရများသည်တေတံပေးခြင်းနှင့်အလားတူနေကြောင်း2023ခုနှစ်ကဆွဆွဲချက်ကိုထက်လောင်းအတည်ပြုနေပါသည် Kim Harris ၏တတိပေးချက်ကိုထင်ရှားသောပုံပုံများကအားပြေးပေးခဲ့သည်ဗြိတိန်နိုင်ငံသားဝင်ကြီးဟောင်း William Hague က 2025ခုနှစ်စက်တင်ဘာလ၄ရက်နေ့တွင် The Independent သတင်းစာသို့ဒေါန်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အချိန်တန်ပါပြီ။အလျင်မြန်တင့်လျော်တဲ့စေကူတော်မှုခံယူခွင့်ပေးဖို့ကကိုကျင့်တရားနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမဖြစ်မနေလိုအပ်နေတဲ့ကိစ္စပါဟုပြောကြားခဲ့သည်။2025ခုနှစ်က The AR ဝရီနဲ့မျက်စိမာတို့၏သတင်းများက ၎င်း၏နှလုံးရောဂါအခြေအနေပြင်းထန်မှုကိုအတည်ပြုထားပြီးနှလုံးအထုကုဆရာဝန်နှင့်ပြသခွင့်တောင်းခဲ့သည်ကိုမှတ်ချက်ပြုထားသောလဲခွင့်ပြုခဲ့ခြင်းရှိမရှိစစ်အုပ်စုဘက်ကတိတ်ဆိတ်နေကြောင်းဖော်ပြခဲ့သည်ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခြင်းလောသူတို့ဟာကျွန်တော်အမေတည်စီဖို့စူးစမ်းနေတာပါဟူသော Kim Harris ၏ဆွဆွဲချက်သည် အပေါ်စားတာအလွန်ကြုံပြောဆိုခြင်းမဟုတ်ပေ စေအုပ်စု၏လောက်ရံများသည်ဒေါန်ဆန်းစုကြည်ကိုတီးတန့်ချုံနှောင်ခြင်းပြင်ပမှစေကုတာမှုခံယူခွင့်မပေးခြင်းနှင့်အဆက်အသွယ်အားလုံးကိုပိတ်ပင်ခြင်းတို့ဖြစ်သည် The Independent သတင်းစာ ဖော်ပြချက်အရဖန်စီခံခဲ့ရဘူးသည်ဩစတြေးလျစီးပွားရေးပညာရှင်ဘာမောက်ခရှောင်းတန်လည်းကမြန်မာအကျဉ်းထောင်များသည်ဆိုးရွားပြီးအပူဒဏ်ပြင်းထန်ခြင်းအစာအစာအရည်သွေးညံပြင်းခြင်းနှင့်ယောဂါများပြန့်နှံ့နေခြင်းတို့မှကာကွယ်မှုမရှိကြောင်းဖော်ပြခဲ့သည် 2021ခုနှစ်မှာစ၍ဒေါအောင်ဆန်းစုကြည်အထူးကြံမှုသည်၎င်း၏ကျန်းမာရေးအကျိုးအစီအစဉ်တိုးတက်မှုမရှိသောအာမခံချက်များနဲ့ဆန့်ကျင်ဘက်ဖြစ်နေသည်အခြားသောနိုင်ငံ၏အကျဉ်းသားများဖြစ်သည့်မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်တည်ဆောင်းခဲ့ခြင်းကဲ့သို့သောအခြေအနေများကလစ်လျူရှုမှု၏တည်စင်နိုင်သည့်အနေရကိုအလေးပေးဖော်ပြနေသည် ကမရစ်၏2023ခုနှစ် Le Monde တွင်ပြောဆိုခဲ့သည့်စကားနှင့်2025ခုနှစ် TVB English တို့ပန်ကြားချက်များက၎င်းတို့၏လုပ်ရများသည်ခုခံတော်လှန်မှု၏သင်္ကေတတစ်ခုဖြစ်နေဆဲဖြစ်သည့်အမျိုးသမီးတဦးကိုဖြည်းဖြည်းချင်းတည်ဆုံစေရန်တမင်တကာလှုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုနေပါသည်။ကဘာကိုတောင်းဆိုခြင်းတောင်းဆန်းစုကြည်ကျမ်းမာ၏အခြေအနေသည် ယခုမှအသည့်ဆန်းမဟုတ်ပဲနှစ်ပေါင်းများစွာရည်ရွယ်ချက်ရှိရှိလျလျူရှုမှုဤအကျိုးဆက်ဖြစ်သည်2021ခုနှစ်ကကောင်းမှုခြင်းမှ2023နှင့်24ခုနှစ်များတွင်သွားနေကြတွင်အယိုးယောဂများသို့တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး2025ခုနှစ်တွင်တော့အသက်အန္တရာယ်ကိုပါချိန်ချောက်သည့်နှလုံးယောဂအထိဖြစ်လာခဲ့သည့်၎င်း၏အခြေအနေသည်အရေးပေါ်အရေးယူဆောင်ရွက်ရန်လိုအပ်နေပါသည် သူတို့ဟာကျွန်တော်အမေသေးစေဖို့ကြိုးစားနေတာပါ။ဟူသောကင်မရစ်ဤစကားများသည်ကဘာကိုတတိပေးခြင်းအဖြစ်ပဲ့တင်ထပ်နေပါသည်။နှလုံးအထုကူဆရာဝန်နှင့်ပြတာခွင့်ကျမ်းမာရေးအခြေအနေကိုစစ်ဆေးခွင့်သို့မဟုတ်မိသားစုဝင်များသို့မဟုတ်ကြက်ချီနီနှင့်တွေ့ဆုံခွင့်ကိုစစ်အုပ်စုကငင်းပယ်ခြင်းသည်၎င်းကိုတိတ်ဆိတ်စွာတည်ဆုံစေလိုသည့်ရည်ရွယ်ချက်ကိုဖော်ပြနေပါသည်။ Kim Harris ကမိမိအတွက်လွတ်မြောက်ရေးလမ်းကြောင်းရှာဖွေဖို့ ကဘာကိုအကူအညီတောင်းခံပါတယ်ဟုတောင်းဆိုခဲ့တယ်လို့ကုလသမဂ္ဂအာဆီယံသို့မဟုတ်ပြည်သူဖိအားပေးမှုများမှတဆင်နိုင်ငံတကာအတိုင်ဝန်းကဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသား2300ကျော်အားလွှတ်ပေးရန်စေကူတာခွင့်ပေးရန်နှင့်စေအုပ်စု၏ရက်ဆက်စံကြုံမှုကို အဆုံးသတ်ရန်တောင်းဆိုရမည်ဖြစ်သည်ကဘာကအေးအေးယူဆောင်ရရန် ပြက်ကွက်ခဲ့ပါက မြမဒီမိုကရေစီခေါင်းဆောင်ကိုဆုံးရှုံးရခြင်းသည်ကဘာကြီးကလက်ပိုက်ကြည့်နေမှုဤကြေကွဲပွဲရာတက်တဲ့တစ်ခုဖြစ်လာနိုင်ပါသည်။စာရေးသူဦးအင်ကရေးသားထားတဲ့အရေးကြီးသောခေါင်းဆောင်တဦးဤအသက်အနည်းကိုချိန်ချောင်နေသောကျမ်းမာရေးအခြေအနေဆိုတဲ့သုံးသက်ချက်ဆောင်းပါးကိုတော့ DVB သတင်းဌာနရဲ့ website မှာ2025ခုနှစ်စက်တင်ဘာလ24ရက်နေ့ကရေးသားဖော်ပြခဲ့တာဖြစ်ပါရဲ့ရှင်။ နားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ NJ ပါ